ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒေါက်တာဆိုက်ကောင်ဝင်းပါတိရစ္ဆာန်စေကူဆောင်ပါဒီဗီဒီယိုထဲမှာကျွန်တော် comment တစ်ခုကိုဖြည့်ပေးတော့မှာဖြစ်ပါတယ်ဒီ comment ပိုင်းရှင်ကဗာမေးထားလဲဆိုရင်ကျွန်တော်နွားနှာခေါင်းထဲမှာတဲ့မုတ်ကောင်ဝင်နေလို့တဲ့အမြန်ကူညီပါအောင်ဆရာတဲ့အဲ့ဒါလေးမေးထားပါတော့ဒီမုတ်ကောင်ကကျွန်တော်ဒီမြော့လို့လို့ပါလို့အဲ့လိုမျိုးအကောင်အဲဒီနှာခေါင်းထဲမှာဝင်နေပါတော့ဒါမျိုးကကျွန်တော်တို့ဒီနွားရင်မှာမဟုတ်ဘူးเนาะကြွေးရင်မှာလည်းတွေ့ရတတ်ပါတယ် အဲ့ကြတော့ဒီနှာခေါင်းထဲမှာအကောင်ကျွန်တော်တို့ဘယ်လိုဆွဲထုတ်လို့ရမလဲဘယ်လိုကုသလို့ရမလဲဆိုရဲဒီစနစ်လေးကိုကျွန်တော်ညွှန်ပြသွားမှာဖြစ်ပါတယ်။ရောဆိုကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ဗီဒီယိုလေးကိုပေါ့နော်အပြည့်စုံလေးကိုကျွန်တော်ဒီနောက်ပိုင်းမှာဆိုရင် YouTube channel မှာပဲပြည့်စုံတင်ပေးသွားမှာဖြစ်ပါတယ်။အဲအကြောင်းမလို့ကျွန်တော် YouTube channel ကိုတွားမှာ subscribe လေးလုပ်ပေးထားပါ။ပြီးရင်ကျွန်တော်မင်းမြန်းလိုတဲ့မင်းခွန်းတွေရှိရဲဆိုရင်လည်းဟိုစိုက်နေတတ်တဲ့နော်ဗီဒီယိုတစ်ခုခုမှာဝင်ပြီးတော့ comment ရေးထားပြီးမှမေးမြန်းထားပြီးပါကျွန်တော်အချိန်ရရင် link တင်လို့ပြန်ဖြည့်ပေးသွားမှာဖြစ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီမေးခွန်းကိုကျွန်တော်ပြန်ဆိုင်မှာဖြေရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ not account ထဲဒီ join နွားရဲ့ထဲမှာရှိရဲအဲဒီတန်ကောင်လေးမှုတ်ကောင်လေးလို့မြောက်ကောင်ပေါ့နော်အဲကောင်မျိုးဘလို့ကျွန်တော်ဆွဲထုတ်မယ်ဆိုရင်ရုံဆုံးကျွန်တော်တို့ဒီ join ပြန်နွားပြသူ့ကိုကျွန်တော်တို့ဟိုရေးဆောင်ပေါ့နော်ထားမယ်ရေးတော့မချနိုင် เนาะတချို့ကြရေရွာချိုးရရှိတယ်အဲတချို့ကြတော့ချောင်းထဲတွိုင်းမှာခြားပြီးတချို့ကြတော့လက်ဒီအိမ်မှာပဲကွာကိုဟိုရေချိုးတယ်ဒါမျိုးကြီးလောက်ကြပါเนาะဒါပေမဲ့အဲ့လိုမျိုးမလောက်ခင်ရေသွားမခြားခင်မှာကျွန်တော်တို့ဟိုဒီနွားပေါ့เนาะအာနေပူတဲ့ထဲမှာထားရမယ်နေပူထဲထားရမယ်ဆိုတာကကျွန်တော်တို့ဒီဘာလို့ဆိုရင်ဒီနှာခေါင်းထဲမှာနေတဲ့ဒီမုတ်ကောင်မြော့ကောင်ကတော့ရေစာပေါ့เนาะအဲ့ချိန်မှာဒီနွားရဲ့ ခန္ဓာကိုယ်လေးချိန်မြင့်လာတဲ့ချိန်ကြတယ်နော်အဲ့လိုမျိုးချိန်မှာဆိုရင်ကျွန်တော်တို့ဒီနွားကိုပေါ့နော်အဲ့မှာတိုင်တစ်ခုမှာနေပူထဲမှာထားရမှာတင်းကုတ်ထဲမှာထားပဲနေပူထဲမှာပေါ့နော်ထားရမှာခြီးထားပါနွားကိုကျွန်တော်တို့အဲ့လိုမျိုးခြီးထားရဲ့ချိန်မှာပေါ့နော်တူနဲ့မလန့်မကန်မမီလောက်တဲ့နေရာမျိုးမှာကျွန်တော်ရေစလုံးလေးပြထားပါပေါ့နော်နွားမြင်မရဘူးဒါပေမဲ့သူ့ကိုပေးတောက်လို့မရဘူးပေးမတောက်နဲ့အဲအဲ့လိုမျိုးထားရင်မှာကျွန်တော်တို့မီးညက်ဖြစ်ဖြစ်ပေါ့နော်ညက်တစ်ခုခုနဲ့စောင့်နေပါ အဲ့ချိန်မှာတဖြည်းဖြည်းနဲ့အဲ့မြော့သွားတာပေါ့နော်နှာခေါင်းထဲကနေတော့ထွက်လာပါလေရေမြင်တဲ့အချိန်ကတော့ဒီဒီတော့ရေတောက်ခြင်းတဲ့အတွက်ကြောင့်မထွက်လာဘူးအဲ့ချိန်ကျတော့ကျွန်တော်တို့ဒီဇက်ကနေဆိုရင်မှကျွန်တော်မိညာနဲ့ဖြစ်ဖြစ်အဲ့လိုမျိုးအမြန်ဆွဲနှုတ်ရမှာဖြစ်ပါတယ်အဲ့မျိုးဆွဲနှုတ်တဲ့ချိန်မှာလည်းကျွန်တော်တတိထားမှာပေါ့နော်ဒီမြော့ကောင်ကိုဒီမုတ်ကောင်ကိုပေါ့နော်အမှန်ကအမိရနော်ညံ့မိတဲ့အနေထားမျိုးမှာညက်ပြီးတော့မှဆွဲတော့တချို့ကြတော့လဲတော့ တပိုင်းစားနဲ့ပြက်ပြီးတော့ကြံခဲ့ရမျိုးရှိတတ်ပါတယ်ပေါ့နော်အဲ့မျိုးသူကပြက်ပြီးတော့နှာခေါင်းထဲမှာကြံပြီးတည်နေတော့တချို့ကြောက်လဲသူကလို့ပြန်ကြတာမျိုးတွေရရှိတယ်ပေါ့နော်တကယ်လို့လုံးလုံးမှာအဲ့လိုမျိုးထုတ်လို့မရဘူးလုံးဝထွက်မလာဘူးဆိုရင်တော့ကျွန်တော်တို့ဒါဆေးထိုးပေးရမှာဖြစ်ပါတယ်တချို့ဒီတန်ချစီပေါ့နော်အဲ့အမျိုးတွေနဲ့ကျွန်တော်တို့အထိုးအမားဒီမျော့တွေကိုပြန်ထွက်တော့အောင်ကူညီပေးလို့ရပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုထဲမှာကျွန်တော်ဒီကျွဲနွားရဲ့နှာခေါင်းထဲမှာဝင်နေတဲ့ မုတ်ကောင်လို့ခေါ်ခေါ်မြော့ကောင်လို့ခေါ်ခေါ်ပေါ့နော်ဒီတန်ကောင်လို့မျိုးကောင်အဲ့ကောင်ကိုကျွန်တော်တို့ဘလို့နီးနဲ့ထုတ်လို့ရတယ်ဆိုတာကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်အားလုံးပဲဘုရုဒရရတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလိုက်ရန် share လုပ်ပေးတော့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ